influencer တွေကအကုန်လုံးကတော့ဒါဒါ production ဘိုင်းကအစီအစဉ်နဲ့ပုံစံလေးတွေလေးတို့ပေးတဲ့ reference လေးတွေကိုကျွန်တော်ကကျွန်တော်ကဝန်ကောင်းလုံးပြင်ဆင်ထားပါတယ်ပြင်ဆင်ထားကောင်းမလေးတွေကိုလိုက်ပြီးတော့ကြောင်တဲ့အခန်းတွေဆိုလို့ရှိရင်ကြီးရအဲ့ဒီမှာကတဲ့ပုံစံတွေဆိုလို့ရှိရင်လည်းကြီးရပြီးတော့မှအာတကယ်ချင်း၃ယောက် ဖောင်ပေါ်မှာတောင်းရင်းနဲ့ကျုံရင်းတစ်ကျုံကိုရောက်သွားတာပေါ့နော်အဓိကကတော့ပြီးပါရင်ဆက်ဖြစ်မလဲဆိုတော့ကြည့်ရမှာပေါ့နော်ဟုတ်ဟာဘယ်ပေးရောက်နေရလဲဒုက္ခပါပဲကွာပိုစတာနဲ့အထင်းနဲ့ကတော့နည်းနည်းတော့ကွာခြားမှုရှိတယ်အဲကွာခြားမှုရှိရတော့လေအဟိုဟာဒီနောက်ဟိုဟာဗာလဲပေါဝင်တဲ့တရုတ်ဆောင်တွေအကုန်လုံးကပုံစံတစ်မျိုးစီတစ်မျိုးစီနဲ့အာတွေ့ရတာပေါ့နော်ဒါစိတ်ကူးရင်ဆံမှုတွေအများကြီးတွေ့ရတဲ့ကားတကားဆိုပုံစံမျိုးပါ အာအဓိကတော့ဒီကားထဲမှာဆိုလို့ရှိရင်ဒါ community ဆောင်ရွက်ရအများကြီးပါပဲအာအာပုံရလေးပေါ့ပုံရလေးလက်တော်ရောဒီထောင်ဆိုင်လို့ဒီလိုမျိုးပေါင်းမင်းမီဆိုလို့ရှိရင်ဒါအများကြီးပဲဖြစ်ဖြစ်ဟိုပုံရရှိရင်ဒါဝီလာရီအမောမြတ်မြတ်မြတ်အခြားသေးဆောင်တွေအများကြီးပါပဲဒါကဒါစဉ်းစားနေနေရိုက်ခဲ့တဲ့ကားတကားပေါ့နော်အဓိကကျွန်တော်တို့အားလုံးရဲ့အဆက်အသွယ်ပြောပါမယ် အော်အဝယ်စားတွေကအကုန်လုံးကတော့ဒါဒါ production ဘိုင်းကအစီအစဉ်နဲ့ပုံစံလေးတွေလေးတို့ပေးတဲ့ reference လေးတွေကိုကျွန်တော်ကကျွန်တော်ကဝန်ထမ်းလုပ်ပြင်ဆင်ထားပါတယ်ပြင်ဆင်ထားလူရောင်ဆောင်နေတယ်နီးဒါပါလို့ပါလေပြောပရိုက်တာလေပရိုက်တာလောက်တဲ့ဟာလို့နည်းမျိုးဖြဲပြီးတော့ကြည့်ကြည့်စင်းတိုင်းလိုလိုတော့အမှတ်တရအမှတ်တရအများကြီးပဲဟာပြည့်တဲ့တော့ဟိုပျော်စရာကောင်းပါတယ်ဟုတ်တယ်အပြင်မှာလည်းခင်မင်းယနေ့ပြီးသားညီကိုတွေဖြစ်တဲ့အတွက် အာဟာတာကားရရတဲ့အတွက်ကျွန်တော်ကစိတ်ကိုအပျော်ရွှင်ဆုံးထားပြီးပြောပါပါပဲအာအလုံးလက်ညီလက်ညီနဲ့အကောင်းဆုံးကြိုးစားကြတာပြောကြတော့ကားထဲမှာဒီဒီကားထဲမှာကျွန်တော်တို့အဲ့ဒီဟိုကလပ်မှာအတော့တော့ရောက်သွားပြီးတော့ကားရဲ့အခန်းနေအဲ့ဒါဆိုလို့ရှိရင်ရည်လဲရည်ရတယ်။ကောင်းမလေးတွေကိုလိုက်ပြီးတော့ကြောင်တဲ့အခန်းတွေဆိုလို့ရှိရင်ရည်ရအဲ့ဒီမှာကားတဲ့ပုံစံတွေဆိုလို့ရှိရင်လည်းရည်ရပြီးတော့မှအာတငယ်ချင်း၃ယောက်ဖောင်ပေါ်မှာတောင်းရင်းနဲ့ကျုံကြီးတစ်ကျုံးပေါ်ရောက်သွားတာပေါ့နော်။အဓိကကတော့ပြပါရင်ဆက်ဖြစ်မလဲဆိုတော့ ကြည့်ရမှာပေါ့เนาะဟုတ်အဓိကအဲ့လိုမျိုးပေါ့เนาะဒီကားကားကြတော့ဟိုပိုစတာနဲ့အထဲနဲ့ကတော့နည်းနည်းတော့ကွာချောင်းရှိတယ်အဲကွာချောင်းမရှိရတော့လေအကွာဒီနောက်ကွာဗာလဲပေါင်ဝင်တဲ့တယုံဆောင်တွေအကုန်လုံးကပုံစံတစ်မျိုးစီတစ်မျိုးစီနဲ့အာတွေ့ရတာပေါ့เนาะဒါစိတ်ကူးရင်ဆံမှုတွေအများကြီးတွေ့ရတဲ့ကားတကားဆိုပုံစံမျိုးပါရဲရောရက်ကမစားအောင်စီတန်းစီကြလားဟုတ်လားဘိုးသားဘောကဈေးဝမပေါက်တဲ့ကြော်တကဲရုပ်တွေဖြစ်နေတယ်။ပြည်ဆိုင်ခင်တန်းလက်ရ င်ဖယ်စားအဲ့လိုမျိုးပေါ့အဓိကတော့လေကျွန်တော်တို့ဒါတယုတ်ဆောင်တွေကဗျာဒါဒီဒီတန်းမှာစာရင်ထိုးရတယ်မထိုးရတယ်အများကြီးပါကျွန်တော်ဆိုလို့ရှိရင်ဒါအများကြီးပါတယ်လို့ပြောလို့မရဘူးဒါဒီတော့တကန်တကန်ဆိုပြီးအဲ့လိုမျိုးပေါ့နော်စီစီလုံးလုံးနဲ့ရိုက်ထားတာဒီ production ဘက်ကဒီ trailer ပြတဲ့အရာတွေကကျွန်တော်ပြိတ်ပုံစိတ်ဝင်စားမယ်ထင်တဲ့အရာတွေကိုပိုင်းဖြတ်ပြီးတော့ပဲသူတို့ကပြကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာလေးလေးနက်နက်ထူးထူးဝင်လောက်ထားတဲ့အရာတွေကတခြားအရာတွေလည်းအများကြီးပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီ အဟာတရတာမြောက်အောင်ပဲအကောင်းဆုံးကျွန်တော်စူးစမ်းထားပါတယ်ခြားဟာတွေရာတွေအရင်ကျွန်တော်မပေါ်ပြထားပါဟုတ်တယ်ဟုတ်တယ်အဓိကဒီဒီထဲမှာကကျွန်တော်တို့ဒါအပြင်မှာလည်းရင်းခင်မရင်းနှီးမိသားသူတွေပဲပါဝင်ပြီးတော့တိတ်ဆောင်ကြရတယ်အဒီအတွက်ကြောင့်မလို့ဒီထဲမှာကျွန်တော်တစုံတစ်ခုကြောင်းအမာယောဖြစ်သွားသည်တော့၎င်းအခုအချိန်များလွတ်မှတ်ပြီးတော့ရှိတော့၎င်းဒါကျွန်တော်တို့အလေးလေးကဒါအနုညွတ်လည်းတောင်းပန်ပါတယ်ဟုတ်ပါတယ်ဒါကဒီထဲမှာကျွန်တော်တို့ ဟိုပါဝင်တဲ့ဇဝင်ကတချို့ရဲ့အစိတ်ပိုင်းတွေကိုဟိုပုံဖော်ထားခြင်းဖြစ်ပါတယ်အဲ့ဒီထဲမှာလည်းရိုင်းပြတာတွေမစီလျော်တာတွေလုံးဝမပါဝင်ပါဘူးကျွန်တော်တို့အကောင်းဆုံးဟိုဟာရီယမဟာသတကာတကြီးနေနဲ့ပဲဖန်တီးတာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကိုရိုင်းကလည်းအမှုပညာလုံးနေတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ပုံဝင်ခြင်းမှာလည်းကျွန်တော်တို့လေးစားရတယ်ကျွန်တော်တို့တန်ဖိုးထားတဲ့အတိုင်းဝိုင်းတွေလည်းအများကြီးရှိတဲ့အတွက်ကျွန်တော်တို့ကပို့ပြီးတော့ကြည်ပါတယ်အာပို့ပြီးတော့တန်ဖိုးထားပါတယ်ပို့ပို့ပြီးတော့ဆင်ကျင်ပါတယ်အဲ့တော့ကျွန်တော်တို့အခု조사ထားတဲ့ကားကအာကျွန်တော်တို့အဖက်ဖက်ကနေဆင်ကျင်ပြီးတော့ ောင်းဆုံးပြင်ဆင်ပြီးတော့ရိုက်ကူးထားတဲ့အရာလေးဖြစ်ပါတယ်အဲ့ဒါလေးလာကြည့်ရှုပြီးတော့ပဲလာကြည့်ကြလို့ရှိရင်ကျွန်တော်တို့ကတကယ်ကိုသဘောချဖို့ကောင်းပြီးတော့ဒါဒါပုံပပနဲ့နောက်ပြီးတော့လေးလေးနက်နက်နဲ့ကျွန်တော်တို့ဟိုပုံပပပါဆိုတာဒါရည်ရမယ်ကားမျိုးလေးလေးနက်နက်ဆိုတာကမရိုင်းဆိုင်အောင်ဒါတပါတခြားလူတွေကိုမထိခိုက်အောင်ကျွန်တော်တို့အကောင်းဆုံးပုံဖော်တာပါဒီအတွက်ကြောင့်မလို့ဒီကားလေးကိုလာကြည့်တဲ့ခါကျလို့ရှိရင်ဒါစိတ်ကြည်နေမှုရစီမယ်လို့လည်းကျွန်တော်တို့ဒါယုံကြည်ရေပေါ့နော်အဲ့တော့ကြောင့်မလို့လာကြည့်ဖို့တော့လည်းဖိတ်ခေါ်ကြပါလိမ့်မယ်ဟုတ်ပါတယ်ခင်ဗျာ 73ရက်နေ့ယုံတင်ပါမယ်73ရက်နေ့တပြီလုံးယုံတင်ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်